ရစားလို့ပြောလိုက်လို့ရှိရင်တိတ်ကြောက်ကြတာဟာမစားနဲ့စားလျှော့ရမယ်။ဘာကြောင့်လဲဆိုတော့နှလုံးယောဂဖြစ်မယ်။နော်တွေးတူယောဂဖြစ်ဒါလူတိုင်းပြောတာလေ။လူတွေတင် ပြောတာမဟုတ်ဆရာဝန်တွေလည်းပြောတာပဲ။စားလျှော့စားတွေးလို့ရှိတယ်လို့ဆိုစားလျှော့စားဟုတ်တယ်မလားဒါပြောရတယ်။အဲ့တော့အဲ့ဒီစာအုပ်ကဘာရေးထားလဲဆိုတော့အဲ့ဒီအချက်ကဟုတ်သလားဆိုတာသူတို့ကပြန်ပြီးတော့လေ့လာကြတာပေါ့။ ဒါဘယ်ကစလာတာလဲသူတို့ကပြောတယ်မသိဘူးဘသူစလိုက်တာလဲမသိတရားဟောကစလိုက်တာသူတို့ထင်တာကတော့ဒီစားရီစားလို့ရှိရင်သူတို့တုံးမယ်ပါညာပေါ့အဲ့ဒါနဲ့သူတို့ကဘာလုပ်လဲဆိုသူတိတ်တနာလုပ်တာပေါ့နော်အဲ့ဒီဒီပါကစ္စတန်မှာပဲရွာလေးတရွာရှိတယ်သူတို့တွေကဟိုပါပေါ့နော်ဒီရေခဲတက်တာလည်းမရှိဘူးဆိုတော့ရှိသည်မရအကုန်သူတို့ကစားနေနေတာအရန်စားအများဆုံးစားတယ်ဟိုရွာလေးပေါ့နော်တကဘာလုံးမှာ ူကအဲ့ဒီရွာကိုသွားကြည့်လိုက်တဲ့အခါကျတော့တကဘာလုံးမှာနော်အတက်အရှည်ဆုံးကအဲ့ဒီရွာမှာဘလူးမှလည်းသွေးတိုးမရှိဘူးဘလူးမှလည်းနှလုံးရောဂါမရှိဘူးဟာဆိုသူတို့ကအံ့ဩဝါတော့အဲ့ဒါနဲ့တခါသူတို့ကဒီဂျပန်ပြည်မှာအိုကီနာဝါမှာအဲ့ဒီကျွန်းလေးမှာအဲ့ဒီကျွန်းကလူတွေကလည်းစားအရန်စားတာတခါရှိသမျှကိုအကုန်လုံးစားနေနေတယ် ဲ့တော့သူတို့ကသွားကြည့်လိုက်တော့လေအဲ့ဒီအိုကီနာဝါလူတွေကအရန်အသက်ရှည်တာနော်သွေးတော့ကလည်းအမတန်ရှားနှလုံးရောဂါကလည်းမရှိတော့ဘူးအဲ့ဒီမှာတခါအဲ့ဒါနဲ့အေရှားကနေပြီးတော့သူတို့တခါအနောက်နိုင်ငံကိုသွားအဲ့ဒီရုရှားကရွာလေးတရွာလေးအဲ့ဒီတိုင်းပဲဟာစားအရန်စားဘာမှမရှိတော့ဒါမလို့ကျမလည်းစဉ်းစားရပါတော့ကျမတို့ငယ်ငယ်တုန်းကလေကျမတို့အဖွားတွေပါလေကမပြီးပါလေဆိုသူကဝယ်တာမဟုတ်အိမ်မှာလုပ်တာလေ ။နောက်သူတို့လုပ်တဲ့စားတွေကလည်းဒီတဘာဝစားတွေ။ကျမတို့ဘွားဆိုအရန်စားတွေစားတာလေအဲ့ဒီဟိုငပီတို့ငချောက်တို့အရန်ကိုစားတာ။သူကဆုံးသွားတော့အသက်60လုံးနဲ့ဘာတွေးတော့မှမရှိဘာမှမရှိ။အဲ့တော့ဒီစားဥကပြောရပါတော့။ဒီလူတွေတယောက်နဲ့တယောက်လက်ဆင့်ကမ်းသွားတာစားဟာလူကိုဥပပေးတယ်နော်။စားစားလို့ရှိရင်နှလုံးရောဂါဖြစ်တယ်တွေးတော့ဆိုတာ။ မဟုတ်ဘူးဆိုတာကိုအဲဆရာဝန်ကြီးတယောက်ကပြန်ရေးတာအဲ့ဒါကျွန်မဒီနေ့နော်နည်းနည်းပြောပြမယ်ကျွန်မတို့ကပေါ့နော်ဘိုးစင်ပေါင်းဆက်ငပိစားတယ်ငပြာကြီးစားတယ်နော်အဲ့တော့နောက်ပိုင်းတို့ကစားလျှော့စားရမယ်ဆိုဟင်းနေရပေါ့ပါတော့နော်ပေါ့တော့လူတွေကစားဖို့တော့လျှော့လိုက်ပြီးတော့ဘာပူသုံးလဲဆိုတော့ငပြာကြီးနဲ့ငပိပူသုံးလာကြဒါမဲ့ငံပြားရင်ငပိတွေကလည်းဘလို့လဲဆိုတော့သူတို့ရဲ့အရေးအသွေးတွေကလည်းပြောင်းသွားတယ် ိုးအရင်တော့ကတော့ဟုတ်တယ်လေတကယ်ငါပြီးစစ်စစ်ငါပြရေးစစ်စစ်နောက်ပိုင်းကဘလို့ဖြစ်လဲဆိုတော့ထုံးစံအတိုင်းပေါ့နော်အမျက်လိုချင်တယ်အမျက်လိုချင်တဲ့အခါကျတော့ငါပြရေးထဲမှာအခုဟာအချုံမုတ်နေအများကြီးတုံးလာတယ်နောက်ပြီးတော့ဒီငါပြရလဲငါပြစိမ်းစားတွေပါတွေကိုကြည့်လိုက်နော် ပြောင်းနေတဲ့အရောင်ကတခါစိုက်မှတင်နိုင်စားခြင်းစရာအရောင်ကတခါပြောင်းငါပြအရောင်ကဘယ်တော့မှအဲ့လိုမပြောင်းဘာတွေထည့်ထားလဲ fructose တကြား fructose တကြားကိုထည့်လိုက်အရောင်ကတခါလက်တက်လာတယ် ဆိုတော့အဲ့ဒါ ਈ နောက်ပြီးတော့အချင်းတုတ်တွေသွားကြည့်အချင်းတုတ်တွေလေအဲ့ဒီဟိုအချင်းတုတ်တွေရောင်းရောင်းလို့ရှိရင်ဖွင့်ကြည့်လိုက်ဖွင့်ကြည့်လိုက်ရင်စားတာချိုးရောင်းမှာမကတော့အချင်းတုတ်တွေကအယောင်ထွက်နေပြောင်းအဲ့ဒါ fructose တကြအဲ့ဒီတော့ကျမတို့တွေကဘလို့ဖြစ်ကုန်လဲဆိုတော့စားကိုရှော့လိုက်ပြီးတော့ငံပြားရင်းနဲ့ငပိပူစားလာကြတယ်အဲ့တော့အဲ့ဒီငံပြားရင်းနဲ့ငပိမှာပါတဲ့အချိုမှုန့်နဲ့ fructose တကြနဲ့ အဲ့ဒီမှာအကုန်ဒုက္ခဖြစ်တာနော်သွေးတိုးမယ်နော်သွေးတိုးနဲ့လိုက်လာမယ်ဟာကြီးအကုန်ပေါ့နော်ပါလာတယ်အဲ့တော့လူတွေကတော့စားဟုတ်ပဲပြောတယ်စားကြောင်စားကြောင်အဲ့တော့ဒီစားဟုတ်ကလေးကပြောတာစားကြောင်မဟုတ်ဘူးဘာကြောင့်လဲစားအများဆုံးတိုင်းပြည်တွေကအသက်အရှည်ဆုံးနောက်ပြီးတော့ဟိုဟာပေါ့နော်နှလုံးရောဂါလည်းမဖြစ်ဘူးဆိုတာကိုသူကပြတယ်အဲ့ဒီတော့အဲ့ဒီဆရာဝန်ကြီးကသူကဘယ်လိုရှင်းပြလဲဆိုတော့ physiology ပေါ့ဗမာလိုပြောရလို့ရှင်ဇီဝကမ္မဗိဒ္ဓ အတိတ်တွေကဘာလဲဆိုတော့ခန္ဓာကိုယ်ကြီးဘလို့အလုံးလုံးလဲဆိုတာသူကရှင်းပြတယ်နော်အဲ့ဒါကျွန်မတစ်ချက်ကလေးပြောမယ်နော်ဒီစားတွေကဘာကြောင့်အရေးကြီးလဲဆိုတော့စောစောကကျွန်မတို့ပြောတဲ့အတိုင်းဒီစားတွေက electrical charges တွေရှိတယ်လေဥပမာ sodium ဆိုအပေါ်က plus လေးနဲ့နော် chloride ဆိုရင် minus လေးနဲ့ဆိုတော့သူတို့ကဒီ action potential တွေတဲ့သူတို့ကဘာလုပ်လဲဆိုတော့သူတို့ကသွေးထဲမှာလည်းရှိတယ်နော် နောက်ပြီးတော့ကျမတို့ lymphatic system မှာလည်းရှိတယ်เนาะတကိုယ်လုံးမှာဒီ class C တွေရဲ့အပြင်မှာလည်းရှိတယ်အဲ့တော့ကျမတို့စားလိုက်တဲ့အာဟာရအားလုံးเนาะအာဟာရအားလုံးကသွေးထဲကိုရောက်တယ်သွေးထဲကနေ class C ထဲကိုထည့်ပေးရမယ်လीဟုတ်တယ်မလားအဲ့ဒါမှဒီ class C တွေကအလုံးလုံးနိုင်တယ်အဲ့တော့ class C ထဲကိုဒီအာဟာရတွေကိုဘယ်သူကထည့်ပေးတာလဲဆိုတော့တတူစားရေเนาะ ဲ့တော့သတ္တုစားနေွားလို့ရှိရင်ကျမတို့ဘလောက်ပဲကောင်းတဲ့အာဟာရစားစားဘလောက်ကောင်းတဲ့ဗီတာမင်စီပဲတောက်တောက်ကလစီတွေကိုမရောက်သူတို့ဒီကလစီ action potential လို့ခေါ်တာပေါ့နော်လေသူကဝါယောဓာတ်တွေလေဒီကဝင်လိုက်ထွက်လိုက်သူကကလစီတွေတဲ့ကိုအာဟာရဓာတ်တွေကိုတွင်းလိုက်တယ်ကလစီကသူ့အလုပ်သူလုပ်ပြီးတော့အဲ့ဒီကထွက်လာတဲ့အညစ်အကြေးတွေကိုပြန်ပြီးတော့ကလစီကနေတည်ထုတ်သွားပြီးတော့ဟိုဟာကြောက်ကတ်ထဲကနေထုတ်ပလိုက်တယ်လေ အဲ့ဒီတော့စဉ်းစားကြည့်လို့ရှိရင်ဒီဝါယောဓာတ်ကိုခေါ်တဲ့ဒီလှုပ်ရှားနေတဲ့ဒီသတ္တုဓာတ်ဒီပေါ့နော်အထူးသဖြင့်ဆိုဒီယမ်နဲ့ပိုတက်ဆီယမ်နော်ကယ်လ်ဆီယမ်နဲ့ပါတယ်မက်ဂနီဇီယမ်နဲ့ပါဒီဟာတွေခန္ဓာတော်ကိုယ်ထဲမှာညော့နေမယ်ဆိုရင်နော်ပြောကျင်တာအာဟာရတွေဘလောက်ပဲကောင်းကောင်းကလစီတဲ့ဥမဝင်နိုင်နော်ဝင်တဲ့နှုံးကနေတာပေါ့ကောင်းကောင်းဝင်နိုင်အဲ့ဒါအဲ့တော့နောက်တစ်ခုကဘာဖြစ်ကုန်လဲဆိုတော့ကျမတို့ ဒီစားစားတာနဲလာတဲ့အပြင်ကိုနောက်တစ်ချက်ကပါလဲဆိုတော့လူတိုင်းပေါ့နော်ကျမတို့ဆရာဝန်ကျမလည်းပါပါတယ်အရင်တော့အခုမှနောက်ပိုင်းလာကျမယူဆတယ်အပြောင်းကုန်တာအဲ့တော့အယိုးပါတယ်လူတွေနော်အယိုးမပါကြည့်ရင်ကယ်ဆီယမ်တောက်ဒါလူတိုင်းပြောတာပဲနော်ကယ်ဆီယမ်တောက်ရမယ်ဆိုတော့လူတွေကအယိုးပါမှကြောက်လို့နော်ဒါမှမဟုတ်လို့ရှိရင်လည်းအယိုးမပါစေခြင်းကာကွယ်ကာကွယ်ရအောင်ဆိုပြီးတော့ကယ်ဆီယမ်ကြီးတောက်လာကြတယ်နော် တချို့တွေဆိုရင်1000အားတောက်တယ်တချို့တွေဆိုရင်1200 1500အဲ့လိုပေါ့နော်တယောက်တယောက်မထူးအဲ့တော့အဲ့လိုတောက်လာတဲ့ခါကျတော့ဘလို့ဖြစ်ကုန်လဲဆိုတော့ကယ်လ်ဆီယမ်တွေကများလာတယ်အဲ့တော့ခန္ဓာကိုယ်ကြီးကအမြဲ balance ဖြစ်နေရမယ်ဟန်ချက်ကညီနေရမယ်နော်ဟန်ချက်ညီနေအဲ့တော့ကယ်လ်ဆီယမ်တွေတောက်လာတာများရင်ဘလို့ဖြစ်လဲဆိုတော့ကယ်လ်ဆီယမ်ရဲ့ function ကပါလဲခန္ဓာကိုယ်ထဲမှာသူကကြွက်သားတွေကို contract လုပ်တယ်ဒီဥမာလက်ကိုကိုယ်ကြီးလိုက်တယ်နော်ကယ်လ်ဆီယမ်က ကြွက်သားတွေကိုကျုံပလိုက်တယ်။ဒါပေမဲ့ပြန်ဖြီးရမယ်လေ။ပြန်ဖြီးမဲ့ဓာတ်ကမက်ဂနီဆီယမ်။ဟုတ်တယ်မလား။အဲဒီတော့ဘလို့ဖြစ်ကုန်လဲဆိုတော့ကယ်ဆီယမ်နဲ့အရန်တောက်တဲ့ခါကျတော့ကယ်ဆီယမ်ဓာတ်သိမ့်များလာရင်ခန္ဓာကိုယ်တွေကမက်ဂနီဆီယမ်မှမလိုက်နိုင်ဘူးဆိုလို့ရှိရင်မက်ဂနီဆီယမ်ဓာတ်ကဟို relatively ညော့သွားတာပေါ့နော်။ဒါမှမဟုတ်ပထမအမျိုးသမီးဒီစောစောကဖတ်ပြတဲ့အမျိုးသမီးကသူကကယ်ဆီယမ်နဲ့လက်တောက်တယ်၊နွားနို့ကြီးလက်တောက်တယ်ဆိုတော့သူကအရန်များနေတဲ့ခါကျတော့ तू อ่ะแมกนีเซียมละဖြည့်မတော့ဘူးဖြည့်မတော့တဲ့ခါကျ तू อ่ะလက်ကြီးကိုကိုးပြီးရင်ပြန်ဆောင်လို့နေရတယ်ဆိုကယ်လ်ဆီယမ်ဒိုမီနန့်ဆိုပြတာပေါ့เนาะအဲ့တော့အဲ့လိုဖြစ်ကုန်တော့ဒီကျမပြောချင်တာလေကျမတို့အယိုးอ่ะလေအဲ့ဒါမှတ်ထားကယ်လ်ဆီယမ်တစ်ခုရဲနဲ့လုတ်ထားတာမဟုတ်ဘူးเนาะဒါကြောင့်မလို့ဒီကယ်အယိုးပါလာမပါလာတိုင်းနေဆိုရင်အဲ့ဒီနာမည်ကเนาะ bone mineral density လို့ခေါ်တယ် bone calcium density လို့မခေါ်ဘူးဒီအယိုးကဘာနဲ့လှုပ်ထား calcium နဲ့လှုပ်ထားတာမဟုတ်ဘူးเนาะဒီသတ္တုဓာတ်တွေနဲ့လှုပ်ထားတာသတ္တုဓာတ်မျိုးစုံเนาะသတ္တုဓာတ်မျိုးစုံက calcium ဓာတ်လည်းပါတာပေါ့เนาะ calcium လည်းပါတယ် calcium ကတစ်ခုပဲလीเนาะဒီအယိုးကဘာနဲ့လှုပ်ထားလဲဆိုရင် calcium ရဲ့နောက်တခြားเนาะ magnesium တို့ phosphorus တို့ iron တို့ zinc တို့ ဆလီနီယမ်လို့အကုန်လုံးနဲ့ရောလုပ်ထားတာနော်အဲ့တော့ဒီအဓိကသတ္တုဟာ12မျိုးလောက်ပါတယ်ဟိုနည်းနည်းအသေးအဖွဲကအမျိုးဟိုက60 90လောက်ရှိတယ်အဲ့တော့ဒါကြောင့်မလို့သူကပြောတာဒါမှမဟုတ်အဲ့ဒီစာအုပ်ကလေးအဲ့ဒီစာအုပ်ကနာမည်က the calcium lie ကျမတို့နော်မှားနေတယ်ဆိုတာပြောတာအဲ့တော့ဒီ calcium နေများွားလို့ရှိရင်အဲ့ဒါဘယ်လိုဖြစ်မလဲဆိုတော့ ယောဂမျိုးစုံဖြစ်နိုင်တယ်ဆိုတာအဲ့ဒါကျွန်မနည်းနည်းပြောပြမယ်လိုက်ဖို့အဲ့တော့ဒါမဲ့တခုရှိတာကနော်တချို့လူတွေဒီမှာဟိုပါပေါ့နော် physics တို့ chemistry တို့မယူဘူးတဲ့လူတွေတွေ့ကြတော့နည်းနည်းတော့ဟိုနားလည်ဖို့ခက်မယ်ရှုပ်မယ်ဒါမဲ့ကျွန်မတတ်နိုင်တဲ့လောက်တော့ဟိုပါပေါ့နော်ရှင်းတဲ့ရှင်းအောင်တော့ပြောပြမယ်နော်